ျွန်တော်အောင်3 D ပါเนาะဒီကျွန်တော်ရှင်းနေထဲကပြန်ကြကဏ္ဍတစ်ခွက်ရဲ့အပေါ်ကကဏ္ဍဒီနှစ်မှာထွက်ဆိုင်ရှိရဲဆိုလေးကတ်ဆိုင်နဲ့တင်ပြပူရယ်လေအဲ့ဒီမှာရှင်းနေထဲကကဏ္ဍပြန်ကြကဏ္ဍတစ်ခွက်ရဲ့အပေါ်က6 6ကျွန်တော်ပြောချင်တာပေါ့เนาะ20နဲ့နှစ်ကြိမ်ပေါ့เนาะကြိုက်တယ်ဆိုရင်တော့ထိုးပါတဲ့အာပေါ့နော်ကြိုက်တယ်ဆိုရင်တော့ ကစားလို့ရတယ်။အဲ့မှာကျွန်တော်ကပြီးခဲ့တဲ့နေ့ကကျွန်တော်တို့ဒီ6.6ကိုကင်ခဲ့တယ်။အဲ့တော့6.6ကင်ခဲ့တော့ကျွန်တော်6.6ညောင်းနဲ့တော့လိန်သွားတယ်ပေါ့နော်။နှက်ခတ်နဲ့လိန်သွားတယ်။ကျွန်တော်ကပါဝါနဲ့ကင်တာ။ဘာလို့ပါဝါနဲ့ကင်ခဲ့လဲဆိုတော့ကယ်လန်ဒါမှာဒီမှာပေါ့6နဲ့6လို့ဒဲထွက်တယ်ဒီလိုနှစ်ကက်ကလေးတွေအလုပ်လဲပေါ့နော်6နဲ့6လို့ဒဲထွက်တာနှစ်ကက်ရှိတာအဲ့ဒီ6နဲ့6လို့ဒဲထွက်တာနဲ့အဲ့ဒီနေ့မှာ6အခွားကထပ်လိုက်တယ် ထပ်လိုက်တယ်ကျွန်တော်ဒီနေရာမှာ6ခွန်6ခုလိုက်ခဲ့တယ်6ခွန်လိုက်တဲ့အချိန်မှာဒီ6နဲ့6မလို့နှစ်ပါပါခွန်ခါနေဆိုပြီးတော့6ခွန်6ဆိုပြီးကျွန်တော်လိုက်တာဘာလို့လိုက်လဲဒီမှာကလင်နာနှစ်မှာနှစ်ကပ်ပဲရှိတာဒီ9 8ခွန်ခွန်8လို့ကလင်နာမှာနောက်ထိပ်စီ3လုံးလှဲတာကလည်းနှစ်ကပ်ပဲရှိလို့အဲ့ဒီအောက်ကိုကျွန်တော်က6 6 6ခွန်6ခုလိုက်ခဲ့တာဒါ6ခွန်6နဲ့လောက်ထားသွားတယ်ဒီမှာကလင်နာမှာခွန်နှစ်ခတ်3ညနဲ့လာတယ်ပေါ့နော်6နဲ့6တဲထွက်တယ်အဲ့ဒီနေ့ထဲမှာ6အခွားလို့ထပ်လိုက်တယ် ဒီမှာလိုက်တယ်ပေါ့နော်လိုက်တဲ့အချိန်မှာကျွန်တော်ဒီနေရာမှာ6 6.6လိုက်ခဲ့တော့ဒီမှာ9ခွန်8လို့ကလင်နာမှာနှစ်ကပ်ပဲလဲလို့အဲ့ဒီအောက်ကိုကျွန်တော်တို့က6ခွာနဲ့6ခွန်6အဲ့တော့10ကွက်လိုက်တော့ပြခဲ့တယ်တင်တယ်ဆက်ကွက်ထိုးတဲ့လူတွေတော့ပေါ့မယ်ပေါ့နော်ဒါကျွန်တော်တို့ကင်ခဲ့တာကအဲ့ဒါက6ခွန်6ကင်ခဲ့တာကင်ခဲ့တာကိုတော့6လုံးည6နဲ့လှည့်သွားတယ်လှည့်သွားတော့အဲ့ဒီဟုတ်ပြီအဲ့ဆိုရင်ထားလိုက်တော့အဲ့ဒီဒီခွန်9ခွန်8လို့လှည့်တာနှစ်ကပ်ပဲရှိတယ်အဲ့ဒီ9ခွန်8ရဲ့အောက်က6ခွန်6ကနောက်နှစ်ကိုသူပြန်ထွက်တယ်ပြန်ထွက်တော့ကျတော့4 1 3ဆိုပြီးတော့နောက်ပိတ်သုံးလုံးထောက်နဲ့ နောက်ကိုကတ်ပြီးတော့ချတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီ6396ကလည်းနောက်နှစ်ကိုပြန်ထွက်ခဲ့ရင်ကဏန်းတူကဏန်း606လာသို့မဟုတ်အဲ့ဒီ6396 606တော့ကဏန်းတူကဏန်းရန်ရင်ရန်ပေါ့နော်အဲ့ဒါ413တို့ဒီမှာထောင်ထားပြီနောက်ပိတ်တော့အဲ့ဒီ413ထောင်နေနောက်ကိုကျွန်တော်ကအဲ့ဒီ6396ကိုထည့်ခြင်းတယ်ပေါ့နော်ထည့်ခြင်းတယ်အဲ့ဆိုရင်ဒီအခြေခံလေးရပေါ့အဲ့တော့ကျွန်တော်ဒီရန်ချင်းရင်606ကိုပါပါရန်ပေါ့606အာကိုပါပါရန်ပေါ့ဒါကဟိုအပူးခွာဆိုတော့ဒီနှစ်ကွက်လုံးအာမှာအာရန်ပေါ့နော် ာရန်ပေါ့6ညာ6တော့တင်ထိုးပေါ့ကြက်တယ်ဆိုအဲ့တော့အဲ့ဆိုရင်ကျွန်တော်တို့ဒီလေးကက်စီးနဲ့ကျွန်တော်မျောကစားခဲ့တဲ့၃ညာ၄၁ကျွန်တော်မွေးကနန်းတင်ပေးထားတာဟုတ်ပေါ့နော်ဟိုနှစ်အလဲပိုင်းတော့တင်နေအဲ့ဒါကဘယ်လိုလဲဆိုတော့သူကမျောရိုက်ရတာနှစ်လေးတိလို့ကလင်မှာခွေတော့သူ့အောက်မှာ၈၉၆တည်တယ်အဲ့ပထမနှစ်ကမှာတော့သူကဟိုဒီ၆၅၄၁ဆိုပြီးတော့ပါသူကခါခါလေးလုံးထောင်းတယ်ပေါ့ဗျာတို့မြေကျွန်တော်နှစ်လေးတိလို့ခွဲထုတ်လိုက်တယ်ဒီမှာနှစ်လေးတိလို့ခွေပြီခွေပြီဆိုတာနဲ့သူကဒီမှာ၆၅၄၁လို့ဖြစ်တာနှစ်ကက်ဖရိတ်မှာကသူကဒီမှာ 196ကဏ္ဍကဏ္ဍတည်းရတာတည်းတော့ဟုတ်ပြီဒီမှာကျတော့သူဒီ241လို့ဒီမှာသုံးကပ်ဖြစ်သွားပြီ241အခွေအခွေအောက်မှာကျွန်တော်က196ရဲ့နှစ်ခတ်နှစ်ခတ်196လို့တင်ပေးခဲ့တယ်အဲ့တော့ကလည်းပါပါရရတယ်လို့ပြီးရတယ်ကျွန်တော်အဲ့တော့ကလိုင်းမဆောက်ရောက်ခါစအဲ့ဒီမှာကျွန်တော်ကသုံးကပ်မြောက်ဆုံးတော့သူကပါဝါနှစ်ခတ်တွေကစားတတ်တယ်ဆိုပြီးကျွန်တော်တင်ပေးခဲ့တာအဲ့တော့က 196ပထမနှက်ကမှာတော့2 4 1အခွေအောက်က196တွေကိုသူက196ကိုနှက်ခတ်လန်လိုက်196ရတယ်196ရပါပါကြတော့134အဲ့ဒီ3ခွက်ကိုကျွန်တော်တင်ပြခဲ့တယ်196နဲ့ခဏနုခဏ3ခွက်လုံးမှတော့ခဏနုခဏတည့်ဘူးကအားနေသွားပြီပေါ့နော်အားနေသွားတယ်ဒီလိုအနီးကပ်တည့်ဖို့ပြောတာနော်အဝေးတွေကြရင်တော့တည့်ရင်တည့်တာပေါ့လေဟုတ်လားအဲ့ဒါလည်းရှားပါတယ်အဲ့တော့ဒီအီနှစ်လေးတည့်အခွေအောက်မှာသူကနှက်ခတ်လန်တော့တာ196နှက်ခတ်အဲ့ဒီမှာကျွန်တော်အဲ့ဒီမှာကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့အဲ့ဒီ နှစ်လေးတက်လို့ခွေတဲ့သုံးကပ်ကိုကျွန်တော်တို့ကကြည့်လိုက်တော့အဲ့ဒီနှစ်လေးတက်လို့ခွေတဲ့မခွေခင်သူရှစ်တနှစ်ကျော်တည်းကလေးထိုင်တဲ့ပရင်္ဂါကနန်နောက်နှစ်ကိုထွက်တယ်ပေါ့နော်လေးထိုင်တဲ့ပရင်္ဂါကနန်နောက်နှစ်ကိုထွက်တယ်နောက်နှစ်မှာသူ့ရဲ့ဆောင်းမှာနှစ်လေးတက်လို့ခွေတယ်သူလေးကပ်ထိပြေးသွားတာနော်အဲ့ဒါဆိုရင်အဲ့ဒီလိုလေးထိုင်တဲ့ပရင်္ဂါကနန်ထွက်ပြီးတာ ਨੇ ဒီတနှစ်ကျော်မှာလေးဟွာခွေတာပေါ့နော်ဒီမှာသူ့ဆောင်းမှာနှစ်လေးတက်လို့ခွေတယ်ပထမနှစ်ကပ်မှာတော့ခွေပြီးရတယ်သူပရိတ်၆ရိုက်တယ်နော်ပရိတ်၆ရိုက်တယ်အဲ့တော့ဒီမှာလည်း ီနှစ်လေးတက်လို့ခွေတဲ့သူရှစ်တနှစ်ကျော်မှာလေးထိပ်ပြီးတော့သုံးထိပ်နဲ့ပရင်းဟာခဏနောက်နှစ်ကိုရိုက်တယ်။ရိုက်ပြန်တဲ့သူဆောင်မှာနှစ်လေးတက်လို့ခွေတယ်။နောက်ခွေတယ်။အဲ့မှာသူကဗရိတ်ကဒီနှစ်လေးတက်လို့ခွေတဲ့အချိန်မှာဆဲကွက်လိုင်းကိုသူကဘယ်လိုလုပ်လဲဆိုတော့နှစ်ကမ်းမှာဗရိတ်ချောက်လာတယ်။ဒုတိယကမ်းမှာပရင်းဟာလာတယ်။အတတိယကမ်းမှာကျတော့သူကဒီနှစ်လေးတက်လို့ခွေတဲ့ရှုပ်ရှစ်တနှစ်ကျော်မှာနှစ်ထိပ်နဲ့ပရင်းဟာခဏရှိတယ်ဒီမှာ။အဲ့ဒီနှစ်ငါးရှစ်နောက်နှစ်ကိုထွက်တယ်။ထွက်ပြန်တဲ့သူကနှစ်လေးတက်ကအဲ့ဒီနောက်နှစ်မှာအပေါ်မှာသွားခွေတာ။ဒီမှာကျတော့သူကဘာလုပ်လဲဗရိတ်ပဲလုပ်လို့တယ်။သုံးကတ်ဆိုတော့သူလိန်ပြီပေါ့နော်။ဒီမှာဗရိတ်လေးလို့လုပ်သွားတာ။ အဲ့ဒီ break လေးကသူက break 6ဒီလေးထိုင်တဲ့ break ငါကနနောက်နေ့ကိုထွက်တော့ break 6သူ့ဆောင်းပါသုံးထိုင်တဲ့ break ငါကနနောက်နေ့ကိုထွက်တော့ break 5နှစ်ထိုင်တဲ့ break ငါကနနောက်နေ့ကိုထွက်တော့ break 4အဲ့ဒီတော့ကျွန်တော်ကသူကလင်နာရဲ့သဘောတဘာဝကလေးသူကမျောလာပြီဆိုရင်မူတွေကိုစင်ပွားရိုက်တာလေစင်ပွားရိုက်တယ်ဆိုတော့ကြတော့ကျွန်တော်ကကြည့်လိုက်တာအဲ့ဒါဆိုရင်ဟုတ်ပြီနှစ်နှစ်စီတစ်ခါဖြတ်လိုက်တာနဲ့နှစ်လေးတစ်ကတော့သုံးကပ်ပဲခွေးသွားတာပေါ့နော်သူရော့ရိုက်တဲ့မူကိုသူ့ရဲ့နောက်နေ့ထင်ပါ နှစ်ထိပ်ပြီးတော့တစ်ထိပ်ပေါ့နော်ဒါလေးကက်စီပြန်ဖြစ်သွားတစ်ထိပ်နဲ့ပရိငါကနလိုက်ထွက်ရေးအဲ့ဒီတစ်ထိပ်နဲ့ပရိငါကနကနောက်နှစ်ကိုဒီမှာထွက်တယ်ထွက်တော့ကျတော့တူတူဆောင်းပါပရိ6ပရိငါပရိ4ပရိ3ဆိုပြီးဒီမှာ2023နှစ်ကုန်မှာငါးလေးလေးထွက်ထားတာငါးလေးလေးကပရိ3သူ့ရဲ့ထောင်းပါသူကငါပရိ3ဆိုပြီးတော့ပရိ6ပရိငါပရိ4ပရိ3ဆိုပြီးတော့သူလေးကက်စီကစားတော့ရတယ်အဲ့တော့ငါးကက်စီဆိုရင်ဒီက3ကက်မူနေဆိုရင်နှစ်ထိပ်နဲ့ပရိငါကနနောက်နှစ်ကိုထွက်တယ် တစ်ထိပ်နဲ့ပရင်္ဂါကဏ္ဍနောက်နှစ်ကိုထွက်တယ်အဲ့ဆိုရင်ဒီနှစ်ထဲက၃ညထိပ်နဲ့အဲ့ဒါ၂နှစ်တစ်ဖက်ပေါ့နော်၆နှစ်ကို၂နှစ်တစ်ဖက်စီ၂နှစ်တစ်ဖက်နှစ်နှစ်ဒီမှာ၂နှစ်တစ်ဖက်၂နှစ်တစ်ဖက်၂နှစ်တစ်ဖက်အဲ့ဆိုရင်ဒီနှစ်ထဲမှာနှစ်ထိပ်တစ်ထိပ်၃ညထိပ်နဲ့ပရင်္ဂါကဏ္ဍကဒီမှာ၃ညလေးတည်အဲ့ဒီ၃ညလေးတည်းနောက်နှစ်ကိုထွက်ဆိုပြီးကျွန်တော်နှစ်လေးပိုင်းလုံးလာနှစ်ဆပိုင်းလုံးတင်ပေးထားတယ်နော်အဲ့ဒါဆိုရင်ဒီအဲ့ဒီထားလိုက်တော့သူကဒီ၃ညလေးတည်းမွေကနန်းဆက်ရှိတာပေါ့မွေကနန်းပေါ့သူလေးကတိပြေးသွားတယ်လေသူကဗရိတ်6သူကကြောင်းမှာလေးထိနေဗရိတ်6နဲ့နောက်နှစ်ထွက်တော့ဗရိတ်6 ုတ်ထိတ်နေပဒိင်္ဂကဏ္ဍနောက်လေးကိုထွက်တော့သူ့ဆောင်းမှာပဒိင်္ဂအဲနှစ်ထိတ်နေပဒိင်္ဂကဏ္ဍထောင်းနောက်လေးထွက်တော့ပဒိလီလီတစ်ထိတ်နေသူကအနိကဘာရောရိုက်သူကတစ်ထိတ်နေပဒိပဒိင်္ဂကဏ္ဍနောက်လေးထွက်တော့ပဒိတုံး6 5 4လို့ပဒိလို့သူကစီးသွားတဲ့အချိန်မှာပဒိင်္ဂတွေကြောင့်အဲ့ဒီလေးထိတ်နေပဒိင်္ဂကဏ္ဍနေတဲ့ဒီနောက်တစ်နှစ်ကျော်မှာပေါ့နော်နှလုံးပေါင်း9000တဲ့ကဏ္ဍတွေကဇောင်းတပင်တွေလို့သူလေးကတ်ကိုသူအတိအကျလောက်သွားပြီလေးကတ်ကိုဇောင်းတပင်တွေတက်ရိုက်တာနော်အဲ့ဆိုရင်သုံးထိတ်နေပဒိင်္ဂကဏ္ဍနောက်လေးကိုထွက်တော့ပဒိ6ရိုက်တယ်အဲ့ဒီသုံးထိတ်နေပဒိင်္ဂကဏ္ဍနှစ်ထဲကနှလုံးပေါင်း9000 နော်သုံးထိန်နဲ့ပဋိင်္ဂခဏနှစ်ထိန်ကနှလုံးပေါင်း၅တန်းဟိုမှာကတော့တစ်ချောင်းလေးဆိုတော့တိတိအတွဲကပဋိင်္ဂ၅တန်းအဲအဲ့ဒီခဏနောက်နှစ်ကိုနောက်တနေ့ကျော်ဆောင်းလိုက်ပြီးတော့ထွက်တယ်အဲ့တော့ဒီမှာနှစ်ထိတ်နဲ့ပရိင်္ဂါကဏ္ဍကြောက်သွားပရိင်္ဂါတွေကြောက်အဲ့ဒီနှစ်ထိတ်ကဒီမှာ309ကဒီမှာထွက်ယူဆလို့လည်းရတယ်သူကလိန်တာဒီအောက်မှာနော်အဲ့တော့309နှလုံးပေါင်း9တန်းအဲ့ဒီကဏ္ဍတောင်းတဲ့ပင်ဒီလိုတက်ရတယ်လိန်တာနော်အဲ့ဒီကိုဗစ်ကအဲ့309ဒီအောက်ယူယူဒီအပေါ်ယူယူသူကနှစ်မျက်နှစ်မူးနဲ့ကစားနေတာအဲ့တော့အဲ့ဆိုရင်ဟုတ်ပြီဒီမှာနှစ်ထိတ်နဲ့ပရိင်္ဂါကဏ္ဍနောက်နှစ်ကိုထွက်သွားတယ်တော့အဲ့ဒီနှစ်ထိတ်ကပရိနှလုံးပေါင်း9တန်းနဲ့ကဏ္ဍတစ်ခုကဇောင်းတဲ့ပင်ကြောက်ဒီလိုတက်ရရမှာ ရိုက်ပြီငါ940နှလုံးပေါင်း9000တယ်နော်အဲ့လိုရိုက်ပြီးပြီဆိုတော့ तू ၄ကတိတိ तू အတိအကျလောက်သွားတဲ့အတွက်ကြောင့်ကျွန်တော်ကဘယ်လိုလောက်လုံးဆိုတော့ပထမကတ်မှာဒါဒီ196ကိုပြန်မကြအောင်အဲ့ဒီနေ့ထင်းကပြန်ကြခဏပုံညာ9တိကျွန်တော်အဲ့ကုတုံညာ3ပေါအောင်အောင်ခဲ့တာအဲ့ဆိုင်လမ်းရောအထောက်ကူတွေနဲ့ကိုတုံညာတော့ပေါအောင်အောင်ခဲ့တာအဲ့တုံညာ၅တက်ကပြန်ကြခဲ့တာအဲ့နောက်တစ်နှစ်ကျော်မှာပေါ့နော်ပြန်ကြခဲ့တော့သူ့အပေါ်ကခဏနောက်နေ့ကိုတက်ရိုက်ခဲ့တာဒီမှာရှစ်လေးရှစ်အဲ့ပြန်ကြခဏရဲ့အပေါ်ကခဏတစ်ခွက်အဲ့ဒီအယူဆနဲ့သုံးကအယူဆနဲ့ကျွန်တော်ကနောက်နေ့ကိုအဲ့ကိုတုံညာ၃လုံးက အညီလေးကပေါသွားတာပေါ့နော်ပေါအာအောင်ခဲ့တာအဲ့တော့အဲ့ဒီနှစ်ထဲမှာဒီ6 6ပဲသူပြန်ကြကစားသွားတာနှစ်ကစီပြန်ခွဲသွားတာကျွန်တော်ပြောသလိုပထမကနဲ့ဒုတိယကတမှုချိန်ဆက်တယ်လို့ဒုတိယကနဲ့တတိယကကြတယ်လို့လည်းပုံစံတူနီနီလောက်ချိန်ဆက်တယ်နှစ်ကတည်းကအဲ့တော့အဲ့ဒီကဏ္ဍပြန်ကြသွားတာသူ့ဘောတလေးစကဏ္ဍနောက်နေကိုထွက်ခဲ့တာဒီမှာထွက်တာနော်ထွက်တာကျွန်တော်အဲ့ဒါလည်းနှစ်ကနဲ့ပြန်ပါတယ်မှ၈၆နဲ့အချိန်ကိုက်ရပါတော့မသိဘူးပေါ့နော်ဘယ်အချိန်ကိုက်ဖမ်းခဲ့တာအဲ့တော့ကျွန်တော်တို့ဒီမှာ ဒီ196နှစ်လေးတက်ခွေတဲ့နေထဲမှာဒီပေါ့နော်ပရင်္ဂါကဏ္ဍနေနောက်တစ်နှစ်ကျော်မှာပေါ့ပြန်ရကဏ္ဍတက်96ကပြန်ကြသွားတာတက်96ပြန်ကြသွားတယ်မှာတက်96ရဲ့အပေါ်ကကိုးတုံညာတုံနောက်နှစ်ကိုတက်ရိုက်အဲ့မှာတမူးနော်အဲ့အဲ့မှာတမူးအဲ့တော့ကိုးတုံညာတုံကအဲ့မှာကျွန်တော်ပေါအောင်အောင်ခဲ့တာအဲ့ line ကကျွန်တော်သုံးခုံတုံတက်သုံးကန်တယ်လေဒီအချိန်မှာရခဲ့တဲ့အတွက်ကြောင့်မူလီစုံချင်းကြောင့်ကိုးတုံညာတုံပေါအောင်ထဲမှာဩကနာထုတ်လိုက်တာအာအောင်သွားတာဆိုရင်တစ်ထိတ်နဲ့ပရင်္ဂါကဏ္ဍနောက်နှစ်ထွက်သွားတယ်နှလုံးပေါင်း90ကဏ္ဍကလည်းဇောင်းတစ်ပြင်ဒီလိုတက်ရိုက်ခဲ့ပြီရိုက်ခဲ့တယ်ဆိုဒီတစ်ထိတ်နဲ့ပရင်္ဂါတွေထွက်ခဲ့သူကလေးကက်စီဆိုတာဟုတ်နော်လေးထိတ်သုံးထိတ် နှစ်ထိတ်တစ်ထိတ်ဆိုတော့စော့ခဲ့ခြင်းကြောင့်ကျွန်တော်တို့ကဒီသူ့ရဲ့နောက်တစ်နှစ်ကျော်ကဒီသူ့ရဲ့နောက်တစ်နှစ်ကျော်ပေါ့နော်နောက်တစ်နှစ်ကျော်ကပြန်ကြခဏတကွဲရဲ့အပေါ်ကခဏကနောက်နှစ်ကိုထွက်ရမယ်ဆိုတော့ဒီ630ကပြန်ကြခဲ့တော့သူ့အပေါ်က309တကွဲနော်309တကွဲအဲ့တော့ဒီ309ကလည်းပြန်ကြခဲ့ခြင်းကြောင့်အဲ့သူ့အပေါ်က690ကတကွဲနော်690ကတကွဲအဲ့တော့အဲ့ဒီနေရာမှာ662ကလည်းပြန်ကြခဲ့ခြင်းကြောင့်သူ့အပေါ်က606ကတကွဲ အဲ့ဆိုရင်ကျွန်တော်တို့ကထိုးရမှာက690အာရင်636အာရင်အထိုင်ရတော့ကျွန်တော်တို့ရရတယ်နော်395အာရင်ရှိတယ်အတော့395အားရေကျွန်တော်နှလုံးပေါင်းနှစ်တန်လဲတင်ပေးထားတယ်နော်နှလုံးပေါင်းနှစ်တန်ဆို395လဲအကျုံးဝင်တယ်လို့ကျွန်တော်636ကိုပို့ကြိုက်တယ်။ဘာကြောင့်အနီးကနှစ်ကနဲ့ပြန်ပြန်ဖြတ်ဆုံလဲဆိုတော့ဒီနေရာမှာကျွန်တော်196ရဲ့ဒီနှစ်ကစီမှာပေါ့နော်196ရဲ့ဒီမြင်းကုံမှာ395ရှိတယ်။အဲ့ဒီ395ကဏန်းကပြန်ကြတာ။395နဲ့အချင်းက196 196ကပြန်ကြတော့သူ့အပေါ်ကနေနောက်နှစ်ကိုတက်ရိုက်တော့ဟောဒီမှာနှစ်လေးတက်လို့ခွေးလဲဘေးကိုရိုက်တယ်ပေါ့နော်။ ရိုက်တယ်အဲ့ဒီကနေဒါဆိုရင်ကျွန်တော်တို့ကဒီမာကလည်း6နှစ်6ခွာထည့်ကြ6နှစ်6ခွာပြန်ကြသွားပြီပြန်ကြလို့သူ့ရဲ့ဇောင်းမှာဒီမှာ9တောင်9ဒီမှာလည်း9တောင်9ရှိတယ်အဲ့ဒီ6 6နှစ်ကပြန်ကြခဲ့တော့ပြန်ကြခဲ့တော့သူ့ဘုရားခနဲ့နောက်နှစ်ကိုထုတ်မယ်ဆိုရင်ဟောဒီမှာ2 4တစ်ကိုပက်လက်ခွေထားတယ်နော်2 4တစ်ပက်လက်ခွေထားတာ2 4တစ်ပက်လက်ခွေထားတယ်အဲ့ဒီ2 4တစ်ဒီမှာပေါ့နော်2 4တစ်ပုံမှန်ကြတော့ဒီမှာ1 2လေးလို့ဒီမှာခွေတယ်ပုံမှန်ကြတော့2 4တစ်လို့ခွေတယ်အဲ့လို2 4တစ်ပြောင်းပြန်ခွေတဲ့နောက်ကုန်များသူ ထက်ကြတော့မလားအဲ့ဒါဆိုရင်ဒီ6တုံ6ကစောနာကမူနဲ့ကလင်နာမှာနှစ်ကတ်ရှိတာ9ခု8လို့လှဲခဲ့တယ်လှဲရတဲ့အောက်ကကနောက်နှစ်ကိုထွက်တော့၄တုံလို့ထောင်ပြီးတော့နောက်မှာကတ်ထွက်တယ်ဆိုရင်ဒါကလည်းသူမူဆုံရပဲ9ခု8လို့လှဲတယ်လှဲတာနဲ့ဒီ6တုံ6ကနောက်နှစ်ကိုထွက်တော့ဟောဒီမှာ၄တုံလို့ လေးတက်တုံးလို့နောက်ထောင်နဲ့ဘေးမှာကတ်ထွက်မယ်ဆိုရင်ဒါက6တောင်6ကမူဆုံနေတာပဲเนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီလေးကတ်စီမာကတုံညာလေးတက်ကလည်းငါးကတ်မြောက်သွားရင်တုံညာလေးတက်ရရှင်းနေတဲ့တုံညာထိုင်တဲ့ပရင်းငါကဏ္ဍဒီမျိုးကိုထွက်ရမယ်ပေါ့เนาะအဲအဲ့ဒါကလည်းသူကရှိခဲ့တယ်ရှိခဲ့တယ်ဆိုတော့ဒီတုံညာလေးတက်မွေးခြင်းကလည်းမွေးလို့ရတယ်ဟုတ်လားဒါကျွန်တော်နှစ်နှစ်အလဲပိုင်းပေါ့เนาะအဲ့လိုနဲ့တင်ပြထားတယ်အဲလေးတုံညာဒီအာဘောဗျာเนาะအာဘောအဲအဲ့ဒါကမွေးခြင်းလက်ကြံခြင်းမွေးခြင်းမွေးထားပေါ့ဒါကကျွန်တော်ဒါနှစ်လေးတုံးကတင်ထားပြီးတယ်အဲ့တော့ အဲ့ဒီ6396ကိုပဲကျွန်တော်ကကစားသွားမလားပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်မိတ်ဆွေအနေနဲ့ကဒီ6093မှာကျွန်တော်နှစ်ကန့်နဲ့ဒီကအထောက်ကူဘာလို့အောင်ခဲ့လဲဆိုတော့လေမကလင်နာမှာ303လို့ကျွန်တော်ချောင်းနေတာ303လို့ခဏလေးနော်အဲ့မှာမူနော်ဟိုကဏ္ဍတစ်ခွက်ကိုကျွန်တော်ပေါ့ရှေ့ဟိုကဏ္ဍတစ်ခွက်ကိုတမူလောက်နဲ့ဘယ်တော့မှမလုပ်ဘူးကိုကြည့်ဟိုအမြဲတမ်းကြည့်နေတဲ့ line ကြီးကလိုက်ချင်တယ် လိုက်ချိန်နဲ့တွေ့လုံးလေးလည်းလိုက်ချိန်နဲ့ညီညိုးစုံနဲ့ကနန်းတကွက်ပြေးလိုက်တော့တာကျွန်တော်တို့လွေတယ်ဟုတ်ဗျာဟုတ်လားလွေတာအဲ့ဒီချိန်မှာရွေးမပေးခင်ရွေးနေရတယ်ကျွန်တော်တို့ကိုတွေ့တယ်ကြတော့ဒါကတော့ချက်ဆရာနဲ့ဖြစ်မှာပါနော်ဘလောက်အုံစားတယ်ထင်တော့ပေါ့နော်ဒါကတော်တော်အုံစားတယ်ဟိုဘယ်သူမှဆိုတော့ကိုပေးတဲ့ကနေပေါက်ချင်စီချင်တာပဲနော်ဒါ၃ခုတုံးတဲထွက်လို့သူကနေ၁၁နှစ်သွားတနည်းနှစ်နှစ်သုံး၄၅၆ခု၈၉၁၁၁၁နှစ်မြောက်ကိုသွားတာနေအဲ့ဒီနှစ်သေးက ခဏတကွာဆက်တဲ့ပြင်မျိုးကိုပြန်ချပါဒီ9တက်တုံးဟာဆက်တဲ့နှစ်ကိုလာတာเนาะလာပြီးတော့သူကဆက်တဲ့ပြင်မျိုးကိုပြန်ကြတာသူကနေတနည်းတစ်ချိန်တစ်ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်၁၀ချိန်၁၁ချိန်၁၁ချိန်မျိုးကိုသူပြန်ချခဲ့တာနော်ပြန်ချခဲ့တယ်ဆိုတော့ဒီမှာဒုတိယကတည်းက3ခွန်3ထွက်ပြီးထွက်ပြီးဆိုတော့လည်းသူကနေဆက်တဲ့နှစ်သွားမယ်တနည်းနည်းနည်း၃နှစ်၄နှစ်၅နှစ်၆နှစ်9နှစ်10နှစ်17နှစ်17နှစ်သွားတာနဲ့ဟောဒီမှာ90ဟာအပေါ်ကနေဆက်တဲ့ပြင်မျိုးကပြန်ကြတာ နော်စိတ်ကူးရင်စရာနော်ဒါကသတိစရာကဗျာဆန်းနေစိတ်ကူးရင်မှုဆန်းတာတစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်၁၀ချိန်ဆက်တဲ့ချိန်မျိုးကိုသူပြန်ကြခဲ့တာအဲ့ဒါဆိုဟုတ်ပြီဒီမှာလာပြီး၃ခု၃တဲထွက်တာတဲထွက်ပြီးမှာ၃ခု၃၃ကပဲရှိရသူကနေတနည်းနှစ်နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်၇နှစ်၈နှစ်၉နှစ်၁၀နှစ်၁၇နှစ် ဆက်တဲ့နေသွားတာနဲ့အဲ့ဒီနေထိုင်ဆက်တဲ့ချိန်ရောက်ခဏပြန်ကြဆိုတော့မကြောက်ဘူးပြဒီတစ်ခုလျှောက်ပြန်ကြတာလည်းတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်ခုနှစ်ချိန်၈ချိန်၉ချိန်၁၀ချိန်ဆက်တဲ့ချိန်ဆက်နှစ်ချိန်ဟုတ်လားဆက်တဲ့ချိန်ဆက်နှစ်ချိန်မဟုတ်တော့ဒီတစ်တုံ၆ချက်ကလည်းထည့်ပြန်ကြတာအဲ့ဒါဆိုရင်ကျွန်တော်ယူစားလိုက်တာကသုံးကန့်စီရီကသူအတိအပြေးထားပြီသုံးကန့်မြောက်ရောင်သူဇွဲရှိရှိနေတာလိုက်ပေးတယ်ဆိုလဲကျွန်တော်မှအတွေ့အကြုံအများကြီးရှိခဲ့တော့အဲ့တော့ဟုတ်ပြီအဲ့ဒါဘယ်လိုယူစားလိုက်လဲ तू မထွက်လာဘူးဒီထိမထွက်လာဘူးဆိုတော့ကျွန်တော်အဲ့တော့အဖွဲ့ဝင်နေမှတ်မိအောင်ပဲလူဟောင်းနေပေါ့နော်ဘယ်လိုယူစားလိုက်လဲဆိုတော့ဒီနှစ်ထဲကကဏ္ဍတစ်ခုဟာ ဆက်တယ်ပဲညာခုကျွန်တော်ကတေကို6ဒီလိုက်ပါလို့မမကြီးပြောထားတာတေကို6ဒီလိုက်ပါအဲ့မှာကျွန်တော်ဒီနေရာမှာအောင်းသွားတာဘာလို့အောင်းခဲ့လဲဆိုတော့ဟဲ့ဒီကိုတုံညာတုံပြန်ကြည့်ဆွမ်းနာကတော့ကျွန်တော်တို့ဒီ legacy နဲ့ဒီရှင်းနေတဲ့ပြန်ကြားကဏ္ဍတကွအပေါ်က legacy နဲ့လည်းတုံးကစီနဲ့လည်းကျွန်တော်ပြန်ချုပ်ခဲ့တာเนาะဒါကြတော့တုံးကညာပေါ့အဲ့တော့တုံးကနဲ့လည်းပြန်ချုပ်ခဲ့တယ်လို့ဒီမှာမူဆုံးနေရကဒီကိုတုံညာတုံဟာတစ်ချိန်နှစ်ချိန်နောက်နေ့ကိုရေးလိုက်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်11ချိန်မြောက်ကိုသူကကိုတုံညာတုံလိုက်ထွက်ဆိုပြီး ဖမ်းတာအဲ့ဒီအချိန်မှာကျွန်တော်ကဘယ်လိုဖမ်းလိုက်လဲဆိုတော့ဟောဒီနေရာမှာသူကလေးခုရှင်းလို့လေးခုရှင်းတဲ့အချိန်တိုင်းလေးခုရှင်းပေါ့နော်လေးခုရှိသူကနေအချိန်ကစားတဲ့ချင်းနဲ့3 4 5 6ခု8ခု9ခုအချိန်တော့မှ3ခု8ကဏ္ဍကြီးကိုလေးပေါ့လေးခု8 3ခု8ကဏ္ဍကြီးကိုအားရီပေါ့နော်ဒီလိုတည်တယ်တည်တဲ့ဆောင်မှာ3ခု3အဲ့ဒီကိုကျွန်တော်တခြားထဲမှာကျွန်တော်ရှိသေးတယ်နော်နှစ်ကစီးနဲ့ကစားကြတာအဲ့တော့ဒီမှာကလည်း4ခု8ပဲလေသူကနေတစ်ချိန်တစ်ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်တော့မှ3ခု8ပဲလေဒီလိုကဏ္ဍကြီးကိုပေါ့နော်4နဲ့3နဲ့ပဲ ဒီလိုတည်တာအဲ့တော့၃ခုံလုံးဒီလိုနှစ်ကက်တည်တာအဲ့ဒီနှစ်ကက်ကိုကျွန်တော်ဖြတ်ဖန်တာကအဲ့ဒီနောက်၁၂နှစ်မြောက်ကဒီမှာ၄၈၅လို့ဒီနားမှာကနန်းအလုံးလေးတွေလာဖြစ်တာကတော်တော်လေးတူပါဗျ၄၈၅လို့ကလင်းနာမှာလှဲတာရှာကြည့်နှစ်ကက်ပဲရှိတယ်ဒီနားမှာပေါ့ဗျာ၅၈၈ဒီလိုခွေတာတွေရောပေါ့နော်ဒီဒီ၅၈အတွဲ၈ထည့်အဲ့ဒီလိုခွေရရောထားလိုက်ပါတော့၄၈၅လို့နောက်ပိတ်တော့လို့လှဲတယ်လှဲတဲ့အောက်ကကနန်း၁၇နှစ်မြောက်ကိုပြန်ထွက်ဆိုပြီးကျွန်တော်ကအဲ့မှာဖမ်းလိုက်တာအဲ့မှာနှစ်ကက်စီးနေအဲ့တော့ကျွန်တော်ကနေဒီကနေဒီ၄ခုံ၈၃ခုံ၈ဖိနှစ်ကက်တူတယ်တဲ့ဒီမှာကြတော့မတည်ဘူးပေါ့ဗျာနော် ဒီမှာကျတော့မတည်ဘူး။ဘာဒီမှာကျတော့မတည်ဘူး။ဒါပေမဲ့ तू ကလည်းအဲ့ဒီဟာလည်းနှစ်ကက်စီလောက်ကဝေးထောင်းနေပေးတာပဲ။ဟုတ်လား။ तू ကသဘောတရားကအနီးထောင်းနေရနေကျွန်တော်တို့ကအနီးဖရိအထောင်းနေရနေယူလာရင်အဲ့ဒီကောင်နဲ့ပတ်သက်တဲ့ခဏတကွာချတဲ့ခါရောက်ရင်အဝေးအထောင်းနေနဲ့ချတတ်တယ်။အဝေးအထောင်းဆိုတော့နှစ်ကက်စီကနေရာတိုင်းမှာအထောင်းများတယ်လို့ပေါ့ဗျာ။အယူအဆပိုင်းဆိုင်ရာတွေကွာသွားတာပေါ့။အဲ့လိုမျိုးတွေပေါ့နော်။အဲ့ဆိုရင်ဆက်နွယ်မှုတွေရှိတယ် तू နဲ့။အဲ့တော့ကျွန်တော်တို့ဒီမှာအဲ့ဒီ၃ခု၃ကနေ၁၇နှစ်မြောက်ဆိုတော့ဒီနှစ်ထဲပေါ့။အဲ့ဒီမှာ तू ၄၅လို့ကလင်နာမှာနှစ်ကက်လာဖြစ်တာ။ ဒီနေရာမှာလည်းငါးရှိရှိတဲ့ဒီလိုတွေဖြစ်တာပေါ့နော်ခဏန်းအလုံးလေးတွေလာတည်တာကဒီနေရာမှာပုံစံတူတယ်အဲ့တော့သူ့အောက်ကခဏဆက်တဲ့ပြင်ရောက်ကိုကျွန်တော်တို့ခိုင်ပြီပေါ့အမေ၉၃ညသုံးပါရောအဲ့ရမူထက်တာကြီးရောကျွန်တော်အဲ့၉၃ညသုံးမပါအောင်အောင်သွားတာဒီတစ်ပတ်ကတော့ကျွန်တော်ဒီနှစ်ကွက်ကလေးနဲ့လောစဲနှလုံးပေါင်းနှစ်တန်တဲ့ဘက်တက်လို့ခွ၆ခွ၆ကလေးပေါ့အာရန်လိုက်ပေါ့ဗျာဘာလို့ဆိုခဏန်းတို့ခဏန်းလောက်ချသွားရင်၄တိ၃လို့ထောင်းတာလေးတိသုံးလို့ထောင်းတာကသူကတကတ်တစ်ချိန်မကလို့ကျွန်တော်ခဏန်းခဏန်းရေးပြီးနှစ်ကတ်ထဲရှိရဆိုရင်6ခွန်ကြောက်ကိုတည်းရေးချင်မှရေးပြီးတော့မှာဘာလို့လေးတိသုံးကနှစ်ကတ်သုံးကတ်ရှိတယ်၃လေးကတ်လောက်ရှိမှထင်တယ် ုံးကလာတော့သုံးကအနေဆုံးတော့ရှိမယ်အဲသုံးကအနေဆုံးရှိရင်အဲ့လိုမျိုးကြတော့သူကနှစ်ကက်ကခဏလုခဏလောက်တက်လို့ဒီလေးတိတော့တာပထမကက်ဒါဒုတိယကက်ပဲနှစ်ကက်ပဲရှိရဆိုတော့6.6ပဲကျွန်တော်ပြမယ်ဘာလို့ဆိုတော့ဒါကျွန်တော်ရဲ့အတွေ့အကြုံကျွန်တော်မှတ်သားထားတဲ့သင်္ကေတပေါ့နော်ကဲ